ရှိတိုင်းကို အစဉ်အမြဲဝေယူအပိတ်နေကြရတဲ့ဥဒိယချင်းစီတိုင်းကိုမင်္ဂလာပါလို့ခင်ဗျားကဥစားပထမအဆုံးနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါရရှင်။ခင်ဗျားဒီနေ့ရောက်ရှိနေတဲ့ဆိုင်ခွဲလေးစာလေးနဲ့မိတ်ဆက်ပေးစင်ပါရယ်။ဒီနေ့ရောက်ရှိနေတဲ့ဆိုင်ခွဲလေးကကြတော့ဘဝမြင့်မှတ်တိုင်းအာနန္ဒာဘုရားဝင်လန်းကျောင်းရဲ့မှာဖွင့်လှစ်ထားတဲ့တရားရှိဆိုင်ဆိုင်ခွဲအမှတ်3ကိုရောက်ရှိနေရပဲဖြစ်ပါရဲ့ရှင်။ကေဒီယာဘိုင်းအတွင်းမှာပေါ့နော်။တရားရှိဆိုင်မှာဘလို့ဒီဇိုင်းမျိုးလေးထွက်ရှိထားလဲ။ဘလို့ဒီဇိုင်းမျိုးလေးကိုကိုယ့်ရဲ့ဝေသူမမရင်လည်းခင်ဗျားကမိတ်ဆက်ပေးသားမလဲဆိုတာခင်ဗျားနဲ့အတူတူဆိုင်ထဲကိုသာကြည့်ချရအောင်နော်။ ားလုံးပဲ like ခဲ့ပေးကြပါဦးရှင်။ ဲ့အခုဆိုလို့ရှိရင်ခင်ရက်ကစိုင်းလေးကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ဒီဇိုင်းတွေကတော့အများကြီးပဲ။အဲ့ဒီထဲမှာခင်ရက်ကဘယ်လိုဒီဇိုင်းမျိုးလေးတွေနဲ့မိတ်ဆက်ပေးသွားမလဲဆိုတာအတူတူလိုက်ကြည့်ပေးအောင်နော်။ဒီဇိုင်းတွေကလည်းအများကြီးပဲကွယ်လုံးဝကိုမလိုချင်စရာတွေကြီးပဲအရန်ကိုမလှတယ်ကဲဟိုဘက်သားကြည့်အောင်မယ်နော် ္ဂလာပါမမအာပထမဆုံးနေတယ်ပေါ့နော်မမတရားရှိဆိုင်မှာမမရဲ့တာဝန်ယူထားရတဲ့အပိုင်းလေးရယ်မမနာမည်လေးရယ်နဲ့မိတ်ဆက်ပြီးပါအောင်နော်ဟုတ်ကဲ့ပါရှင်မမနာမည်ရတယ်တော့မတူပြေလိုက်လို့ဖြစ်ပါတယ်ရှင်ဘူးလက်ရှိမှာဆိုလို့ရှိရင်တော့55ဘဲ20တာဝန်ယူထားပါတယ်ရှင်ဟုတ်55ဘဲ20အဟုတ်ကဲ့ပါမမဒါဆိုလို့ရှိရင်ပေါ့နော်မမတို့ဒီတရားရှိဆိုင်ကနေပြီးတော့ပေါ့နော်တစ်ဖက်အတွင်းမှာအသက်ထွက်ရှိထားတဲ့ပထိုင်းလေးနဲ့ခင်ဗျားကိုမိတ်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ် ပြန်ပြပါမယ်ရှင်။ဘူလက်ရှိမှာဆိုလို့ရှိရင်တော့ညီမတို့မှာတပတ်အတွင်းကိုဒိုင်းသစ်လေးဖက်ရှိထားပါတယ်ရှင်။ဒိုင်းသစ်၅မျိုးနဲ့ပုံမှာမိတ်ဆက်ပေးတော့ပါမယ်။ဟုတ်ကဲ့ပါဘူမခေါ့။ဒါဆိုလို့ရှိရင်သူသူ့ရဲ့နာမည်လေးကကျတော့မာအထက်တရာကျက်ပြန်20ပဲဖြစ်ပါလေရှင်မလား။ဖေဒင်းလေးကကျတော့12ပဲသားဝင်းချင်မဖြစ်ပါလေရှင်မလား။ဒီဇိုင်းလေးကကျတော့လေဟုတ်။ဒီဇိုင်းလေးလာရယ်နော်။ဟုတ်တယ်မလား။ဟုတ်တယ်ရှင်။ ါဆိုလို့ရှိရင်သူကကျွန်မပန်းခက်ပုံစံလေးမှာသူကအလူစိတ်လေးဖန်ဖန်တီးပြထားတာဖြစ်ပါတယ်ရှင်မအောက်ကနေပြီးရတယ်မှာတွေ့လောင်းတွေ့လောင်းမိုးဆက်တွေ့လောင်းလေးလောက်ပါရပါတယ်ဒီပိုင်းတော့ဟုတ်ကဲ့ပါဦးမဒီပိုင်းလာရောနံပါတ်တဲမှာဒါလေးဆိုလို့ရှိရင်တော့မပန်းဝင်ခေါင်းလားအိန္ဒိယ20ပဲဖြစ်ပါတယ်ရှင်မရွှေတင်ရတဲ့တော့မကိုဘဲသားကြော်ပါတယ်ရှင်ကိုဘဲသားကြော်တဲ့မှာဒါဆိုလို့ရှိရင်ခဲတယ်မှာဒါလေးဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်မမအောက်ကနေပြီးရတော့တွေ့လောင်းတွေ့လောင်းပါပြီးရဒိုင်းလေးဆန်းနေရှင်မဟုတ် ဒါဆိုလို့ရှိရင်လည်းကိုမမကလုံးဝဒီဒီဒီဇိုင်းဆိုလို့ရှိရင်လည်းတည်တာမှရှိတဲ့ဒီဇိုင်းလေးပဲဖြစ်ပါလို့ရှိရင်ဒါဆိုလို့ရှိရင်မမကတော့ဒီဇိုင်းလေးတော့တွဲငါအဝိုင်လာချမ်းစက်ကနေဆွဲဖြစ်ပါတယ်မမဟုတ်ရှေ့ရတင်ရတာဆက်လီပဲတာဝန်ချက်ပါရှေ့ကဒီဇိုင်းလေးဆိုလည်းမဆုံးခဲ့ရနော်။ဒီမှာဒီမှာလေးကကြောက်လေးပွေးတက်တက်ဆိုလို့ရှိရင်ရောလိုဒီဇိုင်းမျိုးလေးကအဆင်ပြေလောက်လားမမ။ဒီလေးမှာလာဆိုလို့ရှိရင်သူဆိုလို့ရှိရင်ပွေးတက်ပွေးလာဆိုလို့သူအဆင်ပြေလေးတာကြာလေးတော့သူချဲခဲ့တယ်မှာဒီဇိုင်းလေးရကြတော့ဟုတ်။ တူရယ်เนาะခွဲတဲ့တူတယ်မမဟုတ်တယ်မမဟုတ်ခွဲတဲ့တူရယ်ဘိုင်းနဲ့ဆန်တယ်ဟုတ်တယ်မမဟုတ်ဘိုင်းလေးဆိုလို့ရှိရင်တော့မှာရွှေတုံနေရီ20ပါရှင်မမဟုတ်ဆိုလို့ရှိရင်ရွှေတင်လေးကတော့12ပဲကြောက်ပါမမဟုတ် ဖြစ်ပါဆန္ဒပေးသားကြော်လေးတွေတို့တို့လှရရင်နော်ဒီဖန်လေးဒီဖန်လေးရှင်းပြပေးပါအောင်မမတို့ကတော့အမျိုးလေး၄တောင်လေးဆိုတော့လေဟုတ်တယ်မမဒီဇိုင်းလေးဆိုလို့ရှိရင်လည်းမမသူကစပယ်လေးပုံစံမှာအောက်ကပြီးတွဲလောင်းဒီဇိုင်းလေးနဲ့ဖက်လုပ်ပြီးထားရပြပါတယ်ဆိုညီမလေးဒါဆိုလို့ရှိရင်ညီမလေးတို့ကြောင့်မမသူကကိုပိုင်ဆက်ပြတွေလက်ပြတွေနဲ့ထူထားရဆိုတာလေဇိုင်းတလီအများကြီးထွက်ရှိပါတယ်မမကဒီဇိုင်းဆိုလို့ရှိရင်လည်းမမဆိုင်တော့ဆိုင်တော့မှာကော်လုံးမှာရှိတဲ့ဇိုင်းလေးကအစမ်းလေးအများရှိပါတယ်ရှင်။ဒါလေးကဇိုင်းအစမ်းဆုံးလေးသူကသူ့ရဲ့နာမည်လေးကတော့မှာ Sweet Infinity ဆွဲလေးပါမမ ေတင်ရတော့ဆက်တယ်ပဲသားရှိပါတယ်ရှင်မမသူကတော့မှာအကရင်ပြန်လာတော့ပါတယ်ဆိုင်ဆိုတော့လူငယ်ရဲ့ဆန်တာလေးရလေပွဲသားပွဲတာဝတ်ကလည်းပြုဆင်ပြေတယ်မမဟုတ်မလေးရရှိမှာကြာလူလက်ရှိမှာဒီတပည့်အတွက်နဲ့ထွက်ရှိတာကိုနိုင်လေလို့ဖြစ်ပါတယ်မမ။ဒီမှာတွေးဖို့မှာနော်တကယ်ကိုနားရတဲ့ဆိုင်လေးနော်။ဒီမှာလေးကကြောက်လေးဒီလေးနဲ့ဝစ်ချင်တာမျိုးရှိရင်မမရပွဲသားပွဲလာရတဲ့ဝစ်ချင်နေ။အဲ့ဒါဆိုဒီလေးရောပွဲသားပွဲလာရဆိုလို့ရှိရင်တော့ဒါလေးရောအဆင်ပြေလောက်လားမမ။အဆင်ပြေပါတယ်မမ။ဒီလိုလို့ရှိရင်မဒီလေးရောပွဲသားပွဲလာရောပွဲတက်တော့အဆင်ပြေပါတယ်မမ။ ဝတ်တက်ဆိုလို့ရှိရင်လည်းဒီလိုဇိုင်းလေးရတာပို့ဆက်ပြီးတယ်မမဟုတ်ပြောတာဟုတ်ကဲ့ပါဟုတ်ကဲ့ပါမမဟုတ်အဲဒါလို့ဆိုလို့ရှိရင်ပေါ့နော်တစ်ဖက်အတွင်းကိုအသက်သက်ရှိထားရဲ့ဒီဇိုင်းလေးเนาะဒီမှာဆိုလို့ရှိရင်လည်းခင်ဗျားဒီမှာဒီဇိုင်းလေးအဆုံလေးကိုတွေ့ရတယ်ဝင်လာရပေါ့နော်ဟဲ့ဒီဇိုင်းလေးရဆန်းလိုက်တာရွေးချယ်စရာလည်းအများကြီးရဲ့เนาะမမဟုတ်ပါလေရှင်ပါအဲဆိုဆိုင်ခွေ၃ဆိုင်နေမှာရောတခြားဆိုင်ခွေတွေပေါ့နော် ရပါတယ်မှာသူတို့မြွာလေးတို့တရားဆိုတဲ့ဘယ်ထိုင်ဆိုသုံးဆိုင်တို့မှာသူတို့ဇိုင်းမျိုးလေးမျိုးစုံနဲ့ရပါတယ်ရှင်။အော်မစိုးတော့ဒါဆိုလို့ရှင်ကိုယ်နဲ့နီးစင်းရဆိုင်ဒီမှာလည်းအပ်ပြလို့ရတယ်နော်။ကဲဒါဆိုလို့ရှင်ပေါ့နော်တရားရှိဆိုင်ကိုဝေယူအပ်ပြနေကြရဲ့မမတွေရောအခုမှဝေယူအပ်ပြဖို့ပေါ့နော်။စမ်းနေကြရဲ့မမတွေတော့ကိုလည်းဖိတ်ခေါ်ပြီးပါအောင်ရှင်။ โอเคပါညီမလေးတို့တည်တာဆိုတိုင်းမှာဒီလိုဒီဇိုင်းဆက်လေးအများရှိပါတယ်ရှင်ခုလက်ရှိမှာဆိုလို့ရှိရင်လည်းဒီဇိုင်းဆက်လေးရတာဆိုပွဲတာပွဲပွဲတဲ့ပွဲလာမယ်မဖြစ်မကအတွက် daily use လို့လည်းရပါတယ်ဒီဇိုင်းလေးရတာလေးတော့ညီမလေးတို့တည်တာဆိုတိုင်းကိုလည်းလာပြီးတော့အပြည့်ပါအောင်ရှင်ဟောဆိုင်ဆိုင်တော့တိုင်းတော့ပေါ့โอเคပါကဲဒီနေ့မှာဆိုလို့ရှိရင်ခင်ဗျားကရွေးချယ်စရာတွေအများကြီးတဲ့အခါမှာတီတာရဲ့20ဆိုင်းစစ်တွေနဲ့မိတ်ဆက်ပေးကြရပဲဖြစ်ပါရဲ့ရှင်။ဒီလိုတီတာရှိဆိုင်ကဝေယူအပိနေတာရဲ့ကိုယ့်ရဲ့အနေနဲ့ရရကဝေယူသူကဆက်မများကိုပေါ်တော့တရင်ကောင်းလေး အခက်အခဲဖြစ်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီဘက်တို့မှာတီတာဆင်းရဲဆိတ်ရွှဲနေတဲ့ဆိုရဲ Facebook page ရှိပါရဲ့ရှင်အဲဒီ Facebook page မှာပေါ့နော်ဒီမျိုးဒီဇိုင်းလေးတွေကိုအချိန်နဲ့တပြေးညီတင်မင်းနေရာပဲဖြစ်ပါရဲ့ရှင်အဲဒီတွေကမှကိုယ်သက်သက်တဲ့ဒီဇိုင်းလေးကိုရွေးချယ်ပြီးတော့ဝယ်ယူရရှိနိုင်ပြီပဲဖြစ်ပါရဲ့ကဲဒါဆိုလို့ရှိရင်အချိန်ကုန်လဲတတ်တာလူလဲပြမှန်တာတတ်တာတဲ့ဒီဇိုင်းမျိုးစုံမျိုးမှာတနေရာတဲ့ ဆင်မြင်တော့ပဲเนาะခင်ဗျာဆိုလို့ရှိရင်အခုပဲတိရာရဲ့ Facebook page ကို like ရယ် share လေးလုပ်ဖို့မမေ့ကြပါနဲ့ဟုတ်ရှင်ခင်ဗျာဆိုလို့ရှိရင်ခင်ဗျားကဒီနေ့မှာအားလုံးအားလုံးအားလုံးအတွက်ဒီဇိုင်းအသက်တွေကိုမိတ်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်နောက်နေ့တွေမှာဆိုလို့ရှိရင်လည်းဘယ်သူကဘယ်လိုဒီဇိုင်းမျိုးတွေနဲ့တိရာရွှေဆိုင်မှာမိတ်ဆက်ပေးသွားမလဲဆိုတာကိုခင်ဗျားနဲ့အတူတူ like ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်အလုံးမဲကျမကြီးတွေကောင်းမွန်ပါစေရှင့်အတိုက်ခတ်တွေကင်းရှင်းပါစေစီးပွားရေးဒီလာတက်တက်ပြီးတော့ကိုယ့်ရဲ့ဝယ်သူတွေအမြဲတမ်းအမြဲအမြဲတမ်း တွံ့မြော်ရွှေနိုင်ပါစေလို့ဆုတောင်းပေးပါရစေ။အားလုံးပဲတက်တာပါရှင်။